Inglaba the location of the text location of the dhammapara dhammapara ကျမ်းရဲ့ဒီနေရာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုဆက်လက်ပြီးတော့တွေ့ကြပါမယ်ဘုဒ္ဓ from the time of enlightenment to the time of pre-nirvana ယေရှုဘုရားရှင်ဟာ ဒီတပ်ပညူတချင်ညာရရှိပြီးဒီမှာပြိနိဗ္ဗာန်ဆောင်းဝင်တော်မူသည့်အထီးကိုနော် preach demands for scholar and supremendent welfare of the sentient beings for 45 years ပြိနိဗ္ဗာန်ဆန်သည့်အထီးဒီ55ဝပတ်လုံးဝိနည်းတ attva အလုံးကို လောကီလောကုတ္တရာနှစ်ဖြာသောအကျိုးကိုပေးဆွနိုင်တဲ့ဓမ္မဒေသနာတွေကိုဟောကြားခဲ့တယ် နော်ဘုရားဖျားရှင်ဟာတပ်ပိညုတရရှိပြီးဒီမှာပြိနိဗ္ဗာန်ဆံဝင်တော်မူသည့်အထိ55ဝပတ်လုံးဝိနည်းတတဝအလုံးကို လောကီလောကုတ္တရာနှစ်ဖြာသော အကျိုးတရားတွေရရှိဖို့အတွက်ပေးစွမ်းနိုင်တဲ့ဒီဓမ္မဒေသနာတရားတော်တွေကိုဟောကြားတော်မူခဲ့တယ်ဆိုတာလိလမတာသိရှိရပါတယ်။ All these doctrines are classified into three periods namely tuttana pidaka vinaya pidaka and abhidhamma pidaka အဲ့ဒီတရားဒေသနာတော်တွေကိုတုတ္တပိဒကဝိနည်းပိဒကအပိဓမ္မာပိဒကဆိုပြီးတော့เนาะအဲ့လိုမျိုးလဲခွဲခြားထားပါတယ်တုတ္တနာပိဒကထဲမှာဆိုရင်ဖះရှင်ဟောကြားတဲ့ဝိနည်းမှလွဲပြီးတော့တရားဒေသနာတော်တွေပါတယ် နောက်ဝိနည်းပိရိကမှာဆိုရင်ယဟန်တော်ရီနော်ယဟန်မာရီလိုက်နိုင်ရမယ့်ဝိနည်းစီမင်းတော်ရီပါဝင်တယ်အပိဒီမှာပိရိကထဲမှာတော့တရားဒေသနာတော်တွေမှာထုကဲလိနစ်တဲ့နော်တရားဒေသနာတော်တွေနော်ပါဝင်တယ်အနာတဝိ5နိကာယ namely ဒီကနိကာယ မဂ္ဂိမနိကာယသံယုတ္တနိကာယအင်္ဂုတ္တရနိကာယအင်ခုတ္တကနိကာယ of the five nikayas the fifth nikaya ပိဋကတ်၃ပုံအပြင် နိကေအပြင်ဆိုရင်လဲဒီကနိကာယရှီလျားတဲ့တုတ်တရားစုရေပါဝင်တဲ့အကြောင်းအရာတွေနောက်မစ္စိမနိကာယအလေအလတ်တရားစုတွေနောက်သံယုတ္တနိကာယနော် တရားသဘောချင်းတူရာတရားနာတဲ့ပုဂ္ဂိုလ်ချင်းတူရာတွေစုစည်းထားတဲ့အပေါင်းစုတွေအင်္ဂုတ္တရနိကာယအင်္ဂါရေအတွက်အပြင်တူပွားစီတဲ့တုတ်တရားတို့တွေခုရကနိကာယသိငယ်တဲ့တုတ်တရားအစုအစရှိသဖြင့်ဒီနိကေအပြင်၅ရက်နော်နိကေဆိုတာအပေါင်းအစုဒီလိုအပြင်၅ရက်ထဲမှာလေဒီတရားဒေသနာတော်တွေကိုအဲ့ဒီလို သူ့ဘူးရှင်းတဲ့သူခွဲခြားထားတာကိုလေလိလမှတ်သားသိရှိရပါတယ်ဘုဒ္ဓကနိကာယ contains 15 texts of which of the second text is the dhammapada ဒီနိကေ9ရက်ခွဲထားနေပေါင်းစည်းထားရမှာဓမ္မပဒဟာတုတ္တပိဋကဝင် နိကေကြီး9ရက်အနက်ပြစ္စမနိကေဖြစ်တဲ့ ဒီခုရကနိကာယမှာကျမ်းပေါင်း35ကျမ်းပါဝင်တာဖြစ်ပါတယ် The 15 texts includes in ခုရကနိကာယအဲ့ဒီဓမ္မပဒကျမ်းဟာရင်းတို့အနေဒုတိယမြောက်ကျမ်းမှာလည်းပါဝင်ပါတယ်အဲ့ဒါဒီကတော့ခုတကဘာသာဓမ္မပဒဥဒ္ဒနာဣတိဝုဒကသုတ္တနိပါတာ ဝိမာနဝိတုပေတာဝိတုသီရဂါထာသီရိဂါထာဇာရကနိဒိတာနိဒိတာမှာမဟာနိဒိတာနဲ့သုလနိဒိတာဆိုပြီးရှိပါတယ်ပฏิစံပိတာမေကအပဒါနဘုဒ္ဓဝင်စာ and စရိယာစရိယာပိတကအစရှိတဲ့ဒီကျမ်းပေါင်း 15ကျမ်းပါဝင်ပါတယ်ဒီဓမ္မပရဟောဒီသုတ္တပိဋကဝင်နိကေကြီး9ရက်အနေပြင်စမနိကေမှာဖြစ်တဲ့ခုတ္တကနိကေမှာကျမ်းပေါင်း15ကျမ်းပါဝင်တဲ့အထဲမှာ သူကဒုတိယမြောက်ကျမ်းတစ်စောင်ဖြစ်ပါတယ် According to Myanmar tradition, there are four more texts in addition to the above 15 texts they are midlinda pinya tatta tingha pitha gobrita and nitthi or nitthi pagarana မြန်မာလူရဲ့အစဉ်လာအဖြစ်အထက်ဖော်ပြထားတဲ့ခုနရှိမှဖော်ပြတယ်ကျမ်းဒီအပြင်နောက်ထပ်ကျမ်း၄ခုလည်းရှိပါတယ်အဲ့ဒါတွေကတော့ဒီမိလင်္ဒပညာတို့တတ္တသင်္ခါတို့ ပေတ္တကောပရိတာနဲ့နိတိဩနိတိပကရဏအစရှိတဲ့ဇန်လီဂျန်တို့ဖြစ်တယ်ဆိုတာလေအဲလိလာမသားသိရှိရပါတယ်နော်မြမာရီရဲ့အစင်လာအားဖြင့်မှာတော့အထက်ကဖော်ပြထားခဲ့တဲ့ဇန်ဒီ15ဇန်နော်အဲ့ဒါတွေအပြင်ဒီနောက်ဆက်တွေဒီဇန်၄ခုလည်းရှိတယ်ဆိုတာကိုဒါလိလာမသားသိရှိရပါတယ်မိလိနပညာဆိုဘုရားရှင်နဲ့ဒီ အနည်းဖြင့်လုပ်တဲ့အကြောင်းအရာအစရှိတဲ့ဒါလေးကိုပါရှိကြီးကျန်းလေးကျန်းကျန်းသုံးကျန်းပေါ့နော်ကျန်းလေးခုပေါ့နိတိနဲ့ပကရဏဆိုတော့နော်အဲလေးခုရှိရဲဆိုတာဒီလမသာသိရှိရပါတယ်ဘုရကနိကေကတော့ဒီသိငယ်တဲ့သူတရားတွေစုစည်းထားတဲ့ကျမ်းပဲဖြစ်တယ်ခုတကပါထ The Minor Readings ခုတကပါထမှာဆိုရင် တရဏဂုံသုံးပါတို့ဆေပါတိလာတို့မင်္ဂလာတုတ်တို့ရတနာတုတ်မေတ္တာတုတ်စတာတွေပါဝင်ပါတယ်ဓမ္မပရာ word of the doctrine ဓမ္မပရာကတော့နိဗ္ဗာန်ကိုသွားရန်ကျင့်စဉ်တွေကိုဖော်ပြထားတဲ့ကျမ်းစောင့်ပဲဖြစ်တယ်ဥဒါနာဥဒါနာ and verses of uplife ဥဒါနာကတော့နှုတ်မှကျူးရင်းတဲ့စကားလို့အဓိပ္ပာယ်ရပြီး နိဗ္ဗာန်ရဲ့သဘောတမလွန်ရဲ့လောကအကြောင်းနဲ့ရွာရဲ့ငရေအကြောင်းဤပါဝင်ပါတယ်ဣတိဝုဒ္ဓက as it was said ဣတိဤသို့အစချီတဲ့ပေါ့နော်ဒီကိုချင်းအဘိဓမ္မာတုတ်တီကိုအဲ့ဒီထင်မှာတွေ့ရမယ် and တုတ်တနိပါဒ group of discourses တုတ်တနိပါဒကတော့ဒီတုတ်ငယ်အစုအပေါင်းလို့အဓိပ္ပာယ်ရပြီးတော့ ဥရကဝေສຸລະဝေမဟာဝေອັດຖະກະဝေပါရယနာဝေဆိုပြီးတော့အစု၅စုလေးဖွဲ့စည်းထားပါသေးတယ်။နာဝိမာနဝိထု Stories of the mentions ဝိမာနဝိထုမှာတော့နတ်ပုံနဲ့နန်းဆိုင်ရာအဖြစ်အပျက်တွေကိုဖော်ပြထားတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။အဲပိတဝိထု Stories of the departure departed ဒီပေတဝတ္ထုကတော့ပြိတ္တာလို့ခေါ်တဲ့ငရေသားတွေရဲ့စီးရဲပုံကြီးကိုဖော်ပြထားတဲ့အကြောင်းအရာတွေပါဝင်ပါတယ်။ And then ထေရဂါထာ Elders versus 1ထေရဂါထာကတော့မထေကြီးများရွတ်ဆိုတဲ့ဂါထာလေးဖြစ်တယ်။ထင်ရှားတဲ့မထေအများစုရဲ့အဆူမိနေလဲပါဝင်ပါတယ်။ And ထေရီဂါထာ Elders versus 2ထေရီဂါထာမှာတော့ထေရီပေါင်း ခုနစေရုရဲ့ဂထာရီပါဝင်တာကိုတွေ့ရှိရပါမယ်။ထေရီမရိယာသာသနာတော်အတွင်းကိုဝင်ရောက်ပြီးတော့မိမိတို့ရဲ့ဒီတွေ့ကြုံခန်းစားချက်တည်တင်ပြထားတာတွေ့ရတယ်။အင်းစာတက Stories of the Buddha's former path ဒီစာတကဆိုတဲ့သင်မှာတော့ဂေါရမဘုရားလောင်းရဲ့ရှေးဘဝဖြစ်စဉ်တွေကိုဖော်ပြထားတယ်။နိဒိတာ expositor ဒီနေ့ဒီတာကတော့ဘောနော်အဲတိမ်မြုပ်နေတဲ့မူလပါဠိဝေါ်ဟာရတွေကိုစာပေအတိပင်ယဉ်ကျေးမှုသဘောတွေကိုအရင်အမြင့်နဲ့တကွ ရှင်းပြထားတာတွေပါဝင်ပါတယ်ပဋိတံပိတာမေက the path of discrimination ပဋိတံပိတာမေကမှာတော့လက္ခဏာကြီး၃ပါးမေခင်၈ပါး ကံကံရဲ့အကျိုးတွေကိုနော်ဆွေးနွေးထတာဒီပါဝင်ပါတယ်အပဒနာ the story အပဒနာမှာတော့ထေရပေါင်း950တို့ရဲ့ဘဝတွေကိုဖော်ပြထားတယ် and then ဘုဒ္ဓဝင်သား the chronicles of the buddhas အဲဒီပင်ကရာဖျားရှင်မှာစပြီးဂေါရမဖျားအထိ 25ဆုသောဖယားရှင်တို့ရဲ့ဘဝဖြစ်စဉ်ကိုဖော်ပြထားတယ်။စရိယပိရက The Basket of Gandak ပိဋကကျမ်းစာရေအဲ့ပိဋကကျမ်းမှာဖယားဖြစ်အောင်အာထုတ်ခဲ့ရတဲ့အကျင့်ဒီအဲ့ဇလန်35ခုနဲ့ဖော်ပြထားတာကိုတွေ့ရှိရမယ်။နိတိရတော့ The Guide ဒါနိတိလမ်းညွှန်ချက်ဒီပိရဂောပရိတ Instructions in the ပိဋကနောပိဋကတ် နဲ့ပတ်သက်တဲ့ဒီ instruction ညင်ချချက်မျိုးတွေမိလင်တာပညာကတော့အမိလင်တာမင်းနဲ့ဒီ questions အမေးအဖြေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေပါဝင်ပါတယ်ဒါတော့ခုတကနိကေ channel မှာရှိတဲ့နော်အခုဒီ78ကျမ်းရဲ့ဒီအကြောင်းအရာလေးကို ကောင်းလို့ရောဒါမျှဝေပေးတာဖြစ်ပါတယ်ဟင်းဓမ္မဗရာ contains 423 gathas which are collected into 26 section called vagats ဒီမှာဗရာကျမ်းမှာဆိုရင်ဂထာပေါင်း423ပုံပါဝင်နေဆိုတာဒါသိရှိမှတ်သားရပါတယ်အဲ့ဒီဂထာတွေရဲ့ဒီဝက်အပိုင်းခြားအားဖြင့်ဆိုလဲ26ဝက်ရှိရရှိပါတယ်အဝက်က contains about 16 gathas ဝတ္တဝတ်ချင်းမှာဆိုရင်လေဂါထာပုရိ16ခန္ဓာပါရှိနိုင်ပါတယ် but the gathas are not uh, uniformly distributed among the vagats ဒါပေမဲ့လေဒီဝတ်တွေတိုင်းမှာဆိုရင်တော့ဒီပုရိတွေအားဖြင့်အညီများစီခွဲဝေထားတာမဟုတ်ဘူးဆိုတာလေသိရှိရပြန်ပါတယ်เนาะဒီဓမ္မပဒကျမ်းဟာ ကထာပေါင်း423ခုပါဝင်တယ်။ဝတ်အပိုင်းချအဖြစ်ဆိုရင်တော့26ဝတ်ပါတယ်။ဝတ်တစ်ခုချင်းမှလည်းကထာပုရိ16ခုခန့်သာပါရှိနိုင်ပါတယ်။ဒါပေမဲ့လည်းအဲ့ဒီဝတ်ကတိုင်းဝတ်တိုင်းဝတ်တိုင်းမှာတော့ပုအရေးအတွက်အဖြစ်တော့အညီအမျှခွဲဝေထားတာမဟုတ်ဘူးဆိုတာကိုလည်းသိရှိမှတ်သားရပါတယ်။ then the arhanta wagga and the atta wagga contain 10 gadats each ဒီခုနလူမျိုးပေါ့နော်ဝတ်တိုင်းမှာပူရည်တွေအပြင်အငြင်းမြခွဲထားတာမဟုတ်တာကြောင့်ဂါထာအရေးအတွက်ဒီနေတယ်ပေါ့နော်အရဟန္တဝတ်ကနဲ့အတ္တဝတ်ကမှာဆိုရင်တော့ဒီ7ဘုတ်စီပဲတွေ့ရတယ်နော် the smallest number of gathas among the vagats ဲ့ဒီဝက်ကကြီးရှိတဲ့ထဲကမှ26ဝက်ရှိတဲ့ထဲကမှအရဟန္တဝက်ကနဲ့ဒီအတ္တဝက်ကတို့ဟာဒါခထအရေးအတွက်အ ਨੇ ဆုံးဖြစ်တယ်သူတို့မှဆိုရင်အဲ7ဘုတ်စီပဲပါတာကိုတွေ့ရှိရပြီးတော့မှအဲ the legend number of the gathans that is 41 in found in ramana wakka ကထအရေးအတွက်အများဆုံး ပါရှိတဲ့ဝက်ကတော့ဒီဗြဟ္မဏဝက်ကပဲဖြစ်တယ်။သူ့မှာဆိုရင်တော့52ပုဒ်ပါရှိတာကိုတွေ့ရတယ်။ The remaining wagons contain at least 11 kathas to at most 26 katha ဒီကျန်တဲ့ဝတ်တွေမှာဆိုရင်တော့အနည်းဆုံးပုံရေးပေါ့နော်၁၀ပုဒ်ကနေအများဆုံး၂၆ပုဒ်နဲ့ပိုင်းခြားစီစဉ်ထားတာကို တွေ့ရှိရတယ်။နော်ဒီအရဟန္တနဲ့ဝိက္ခနဲ့အတ္တဝိက္ခကတော့ဒီဝိက္ခ26ဝက်ထဲမှာ10ပုစီပဲဂါထာပါဝင်နေဒါအ ਨੇ ဆုံးဝိက္ခတွေဖြစ်တယ်။ဒါပေမဲ့ဒီဗြဟ္မဏဝိက္ခကတော့ဒီဓမ္မပရကျမ်းမှာ50ဂါထာပါဝင်နေအရေးအတွက်ဂါထာအရေးအတွက်အများဆုံးဝိက္ခဖြစ်တယ်။ ဒီဒါပေမဲ့လေဘုံတော့ကျန်တဲ့ဝက်ကတွေကြပြန်လို့လေဒီအနည်းဆုံးပုရိ7ပုကနေ26ပုခတ်ပိုင်းခြားစီစဉ်ထားတာကိုလေတွေ့ရှိရပြန်ပါတယ်နော်ဓမ္မဝရကျမ်းဟာဂါထာပုရိဖြားအဖြစ်အညီမြခွဲဝေထားတာမဟုတ်ဘူးဆိုတာလေဒီမှာလေ့လာမှသာသိရှိရပါတယ်ဒီမဘာဂါထာ can be found all over the pitikats ဓမ္မကပရနဲ့ပတ်သက်တဲ့ဂါထာတွေများစွာဟုတော့ဘုနော်ပိတိကတ်တော်တွေထဲမှာအနှံ့ပြတွေ့ရနိုင်နေဆိုတာလေလိလမတ္တာသိရှိရပါတယ်အခုတင်ပြခဲ့တဲ့အကြောင်းအရာကတော့ဓမ္မပရချမ်းရဲ့တိနီယာနဲ့ပတ်သက်တဲ့အကြောင်းအရာကိုတင်ပြပေးခဲ့တာဖြစ်ပါတယ်